ာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါမယ်နေပြည်တော်မှာစကိုင်းကလင်ကျောင်းဝင်ကြီးဌာနရုံးနဲ့ဝန်ထမ်းအင်အားများပြုကြပြက်စီမှုအတွက်မူလတည်ဆောက်ခဲ့တဲ့ခရိုနီကုမ္ပဏီများကပြန်လည်တည်ဆောက်ပေးဖို့မင်းအောင်လိုင်ကအမိန့်ပေးတဲ့ကြောင်းတင်ဆက်ပေးပါမယ်နေပြည်တော်ကိုအရှိသေးမမီပဲတည်ဆောက်ခဲ့မှုတွေကြောင့်ပြုကြပြက်စီရဲ့လို့မင်းအောင်လိုင်ကအပြစ်တင်ပါတယ်နေပြည်တော်မှာစကိုင်းကလင်ကျောင်းဝင်ကြီးဌာနရုံးနဲ့ဝန်ထမ်းအင်အားများပြုကြပြက်စီမှုတွေအတွက်မူလတည်ဆောက်ခဲ့တဲ့ခရိုနီကုမ္ပဏီတွေအနေနဲ့ပြန်လည်ပါဝင်တည်ဆောက်ပေးဖို့မင်းအောင်လိုင်ကအမိန့်ပေးထားကြောင်းနေ ီပြည်တော်စစ်ဘက်တရင်ရင့်မြစ်တွေကပြောပါရယ်မလ28ရက်နေ့ပြင်အား9တသမ9အဆင့်ရှိစကိုင်းကလေးလောက်ခတ်မှုကြောင့်နေပြည်တော်မှာတမရယုံဝန်ကြီးဌာနယုံဝန်ထမ်းအင်ညာများစေယုံများစေယုံများတမရအင်တော်လွတ်တော်ပါဝင်ဌာနဆိုင်ရာအများစုပြိုကျပြသခဲ့ရမှာပါ မူလတိစောက်ခဲ့တဲ့ခရိုနီကုမ္ပဏီများကပြန်လဲပါဝင်တိစောက်ပေးဖို့မင်းအောင်လိုင်ကညွှန်ကြားထားခြင်းဖြစ်ကြောင်းသိရပါတယ်။အရေးသွေးမမီပဲတိစောက်ခဲ့လို့အခုလိုပြိုကျပြက်စီးမှုတွေဖြစ်တဲ့အဲဒီအတွက်မူလတိစောက်ခဲ့တဲ့စောင်းလုံရီကုမ္ပဏီရဲ့အနေနဲ့ပြန်လဲတိစောက်ပေးဖို့တာဝန်ရှိတယ်။လိုအပ်တဲ့သွင်းကုန်ဘီလက်မြေနဲ့တန်တဲ့စောင်းလုံရီပြက်စီးတွေကိုတော့ညှိနှိုင်းပြီးတော့အခွန်ပေးစရာမလိုပဲတင်သွင်းခွင့်ပေးမယ်။ပြန်တိစောက်ပေးဖို့မူလကုမ္ပဏီတွေမှာတာဝန်ရှိရဆိုပြီးညွှန်ကြားချက်ထွက်ထားပါတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်တွေကပြောပါတယ်။နေပြည်တော်တိစောက်ရင်အထူး ွင့်ပြိုရေးစီမံကိန်းမှာပါဝင်တဲ့ကုမ္ပဏီများအနေနဲ့နေပြည်တော်စီပင်တာယာရင်ကော်မတီအဆောက်အုံများပြန်လည်ပြုပြင်အသုံးချရင်းနဲ့အသည့်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီထံကိုဆက်သွင်းဖို့ AB လ26ရက်နေ့မှာစစ်ကောင်စီကအမိန့်ညွှန်ကြားချက်ထုတ်ပြန်လာခဲ့ပါတယ်။မင်းအောင်လိုင်းကနေပြည်တော်ကိုပြန်လည်တည်ဆောက်ရေးအတွက်ကာကွယ်ဝင်ကြီးဗိုလ်ချုပ်ကြီးမောင်မောင်အင်းကိုတာဝန်ပေးထားပြီးနေပြည်တော်ရှိရုံးဌာနများအထူးအဆောက်အုံများအင်ညာများအုပ်ချုပ်မှုဆိုင်ရာအဆောက်အုံများနဲ့အခြားအဆောက်အုံတည်ဆောက်ရေးလုပ်ငန်းများမှာပါဝင်တဲ့ကော်မတီတွေကိုပြန်လည်ဆက်သွင်းခိုင်းနေတာဖြစ်ပါတယ်။နေပြည်တော်စောက်တဲ့အချိန်မှာစာချုပ်တွေရှိခဲ့ပူတဲ့ ဲ့ဒီစာချုပ်တွေထဲမှာပါတယ်မူလကုမ္ပဏီတွေကကုမ္ပဏီဆက်လက်တည်ရှိသည်ဖြစ်စေမရှိတော့သည်ဖြစ်စေဆက်သွယ်ရမှာပါမဆက်သွယ်ရင်တော့နောက်ဆက်တွဲအရင်းယူမှုတွေရှိလာနိုင်ပါတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်တွေကရှင်းပြပါတယ် နေပြည်တော်ကိုတည်ဆောက်ခဲ့တဲ့စောက်လုပ်ရေးကုမ္ပဏီတွေကလည်းမင်းအောင်လိုင်းရဲ့အမိန့်ညွှန်ကြားချက်တွေကြောင့်အရင်ယူခံရမှာကိုစိုးရိမ်နေကြပြီးလက်ရှိကုန်စည်နှုန်းနဲ့ပြိုကျနေတဲ့အဆောင်တွေကိုပြန်လည်တည်ဆောက်ခိုင်းမှာကလည်းအရှုံးပေါ်နိုင်ကြောင်းပြောဆိုပါတယ်။စောက်လုပ်ရေးကုမ္ပဏီတွေဘက်ကလည်းလက်ရှိကုန်စည်နှုန်းနဲ့ပြန်တည်ဆောက်ပေးဖို့ဆိုရင်ဘယ်လိုမှမဖြစ်နိုင်ဘူးအရှုံးပေါ်မှာပဲညှိညိနိုင်နိုင်မလို့ရင်တော့ပြန်တည်ဆောက်ပေးမယ့်အစားထောင်ကျခံရမယ့်အနေအထားမျိုးတွေဖြစ်လာနိုင်နေဒါကလည်းအားလုံးစိုးရိမ်နေကြတဲ့တချို့ခရိုနီတွေအိတ်တောင်မပြောဘူးလို့ UNFCCI မှာအဖွဲ့ဝင်စီးပွားရေးသမားတောက်ကဆိုပါတယ်။၂၀ င်းချခုနှစ်မှာအစိုးရဝင်ကြီးဌာနများကိုနေပြည်တော်ကိုအပီးပြောင်းရွှေ့ကမြို့တော်ဖြစ်သတ်မှတ်ခဲ့ပြီးအဲ့ဒီချိန်တုန်းကနေပြည်တော်ကို 2A in Asia World Mass မြန်မာ IGE A ရွှေဝ AC အပါဝင် Chronic Company တွေကတိစောက်ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်တစ်ပုဒ်အနေနဲ့ပမော်မြို့သိန်းတိုက်ပွဲမှာစစ်ကောင်စီမှရှင်းမိများပါဝင်မြို့သမီးများလက်နက်ချရတဲ့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပမော်မြို့သိန်းတိုက်ပွဲမှာစစ်ကောင်စီတမရှင်းမိများပါဝင်အမျိုးသမီးတရားကျော်လက်နက်ချရကိုဝင်ဆောင်များလက်ပါဝင်ကြောင်းစီးရီးတရင်အရင်မြစ်တချို့ကပြောပါတယ်။၂၁ထဲကရှင်းမိတရား ကျော်လက်နက်ချတဲ့ကိုဝင်ဆောင်နေပါတယ်လို့စင်ကြီးတရင်အရေးမြင့်တောက်ကပြောပါတယ်။ဒါကြောင့်စစ်ကောင်စီကကိုဝင်ဆောင်ရဲမေရီကိုအတောပြုနေခြင်းဖြစ်ကြောင်းအထက်ပါစင်ကြီးတရင်အရေးမြင့်ကဆက်ပြောပါတယ်။ဒါပေမဲ့အခြားစင်ကြီးတရင်အရေးမြင့်ကတော့စစ်ကောင်စီတပ်စွဲရတပ်စခန်းနေမှာအမျိုးသမီးတွေကိုဖမ်းမိတရားမှန်တော့လေစခခ27မှာမဟုတ်ပဲမျိုးရဲရှိစခန်းများမှာဖြစ်ပြီး၎င်းတို့မှာရှဲမီဟုတ်မဟုတ်မတိကြောင်းပြောပါတယ်။ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကပမော်မျိုးရှိစစ်ကောင်စီလက်ကျန်စခန်းများတိုင်ရင်များတိုင်ရင်ဌာနချုပ်များအားလုံးကို ပြိုင်နက်တဲတိုးဆစ်စနေပြီးတိုက်ပွဲများပြင်းထန်နေရလို့စည်ရင်တရင်ရင်းမြစ်တွေကပြောပါရယ်ပမော်ကွင်းထဲမှာရဲရီလက်နက်ချာတာမှန်နေရဲမေရီပြိမိနေတာကြာပြီးဆိုတော့အိမ်နောက်တဲ့ရဲမေရီနဲ့ဗိုက်ကြီးတွေနဲ့လေလို့စီဗီယန်ရင်း တအူကလည်းပြောပါရယ် KIA နဲ့ပူပေါင်းတက်က AB နှစ်ရက်မှ22ရက်ထိထိုးစစ်ကိုစကိုင်းငလင်းကြောင့်အရေးပေါ်အကဲစင်းနဲ့ပြန်လဲထူထောင်ရေးလုပ်ကိုင်ဖို့ရှာရည်ရနာခဲ့တယ်။အဲဒီနောက် AB 25ရက်ကစပြီးပြန်လဲထိုးစစ်စင်နီယာစခက်က23ရက်ကကဲစကန်တချို့ကိုထပ်မံသိမ်းပိုင်ရရှိခဲ့ပြီးအရာရှိပါဝင်စစ်တုံးပန်းများကို KIA ကဖမ်းဆီးရမိထားတယ်လို့သိရပါရယ်။စခက်က23ကိုခုခံနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များစတင်ဆုတ်ခွာထွက်ပြေးနေပြီးတိုက်ပွဲပြင်းထန်နေကြောင်းမြေပြင်စစ်ရေးတရင်အရင်မြေတချို့ကပြောပါရယ်။ တားအပြင်စစ်ကောင်စင်ကမြစ်ကြီးနားမိုးကောင်ဖားကန်လန်းနဲ့အင်းတော်ကြီးကားမိုင်းဖားကန်လန်းပိုင်းတို့ကတဆင်ဖားကန်ကိုအင်အားဖြည့်ဖို့ကြိုးစားနေရမှာအဆိုပါလန်းပိုင်းနှစ်ခုစလုံးမှာတိုက်ပွဲများပြင်းထန်နေပါတယ်။ပမော့တိုက်ပွဲပါဝင်ကချင်ဒေသစစ်ရင်ချင်းများမေးမြန်းဖို့ကရင်တရင်ပြည်ချိုင်းဌာနတာဝန်ခံပုံမူကြီးတော်ဗိုလ်ထံဆက်သွယ်ဖို့ကြိုးစားနေတော့လဲဆက်သွယ်မရပါဘူး။ကရင်နဲ့ပူပေါင်းတပ်တွေက2024ဒီဇင်ဘာလရက်မှာစပြီးကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော်ကိုတိမ့်ပိုက်ဖို့စတင်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့တောင်ခမ်းတိုက်ပွဲစစ်ကောင်စင်ကအစိမ့်ငွေပုံတွေကျဲတိုက် ်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတောင်ခမ်းချင်းရွာကအမြောက်စခန်းကုတ်ကဲမှုဌာနချုပ်မဆာခကိုရနေနီမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲအတွင်းကိုစစ်ကောင်စီတပ်ကအစိမ့်ငွေပုံ၁၁လုံးကျင်းချတိုက်ခိုက်ခဲ့တယ်လို့တောင်တက်မတော် TNL က April 29ရက်ညပိုင်းမှာထုတ်ပြန်ပါတယ်။တောင်ခမ်းရွာကကိုရနေတပ်စခန်းနီမှာတိုက်ပွဲဖြစ်ပွားနေချိန်စစ်ကောင်စီတပ်ကအစိမ့်ငွေပုံ၁၁လုံးနဲ့လက်နက်ကြီး26လုံးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။စစ်ကောင်စီတပ်ကဒီကနေ့မနက်၈နာရီကနေညနေ၃နာရီခွဲကျော်ဒီအစိမ့်ငွေပုံနီးနဲ့ကျင်းချခဲ့ပြီး ြီး900နှစ်ဌာနချုပ်နဲ့အမတာ453တက်စကန်ကနေနဲ့လက်နက်ကြီး120မမတို့နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့တောင်းတမတော်ကဆိုပါတယ်စစ်ကောင်စီကအပြစ်ခတ်ရစိုင်းကာလကိုအေပီလာကုန်ဒီထမှန်တိုးထားပြီးမြပလောင်ပြည်နယ်လူမျိုးရေးတပ်ဦး PSLF TNL အုပ်ချုပ်တဲ့မြို့နယ်ရီကိုစစ်အင်အားတွေဖြည့်တင်ပြီးထိုးစစ်စင်နာတွေနဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကိုလည်းလေကြောင်းကနေလာရောက်ပုံကျင်းနေရလို့အတည်ပြုထားပါတယ်ဒါအပြင်ပြီးခဲ့တဲ့ AB 24ရက်ကလည်းနောင်ချုံမြို့နယ်ကိုစစ်ကောင်စီကလေကြောင်းကနေအစိမ့်ဝေပုံရှစ်လုံးနဲ့ပုံ ခုနှစ်လုံးကျဲချတိုက်ခိုက်ခဲ့သေးတယ်လို့တောင်တမရကထုတ်ပြန်ထားပါရယ်အမြောက်တိုင်ရင်နေရှိတဲ့တောင်ခန်းဒေသကစစ်ကောင်စီတပ်ကပြီးခဲ့တဲ့မလတတိယပတ်မှာတောင်ခန်းကျေးရွာနီကမဲပုတ်ကျေးရွာကိုတင်ပိုင်ပြီးတဲ့နောက်တလားကြာမှာမဲပုတ်ရွာကနေတမိုင်ကျော်ဝေးတဲ့နောင်လင်းကျေးရွာကိုပြီးခဲ့တဲ့ရက်ပိုင်းကတင်ပိုင်ခဲ့ပါရယ်တောင်တမရ TNL ဓနုပြည်သူလူမျိုးရေးတပ်တော် DPL နဲ့ပူးပေါင်းတပ်တွေကနောင်ချုံမြို့ကိုတင်ပြီးတဲ့နောက်မြို့နယ်မိုင်နဲ့၁၀ကန်းအကွာဝေးစစ်ကောင်စီရဲ့အမြောက်စခန်းကိုကဲမှုဌာနချုပ်ပါဝင်အမြောက်တိုင်ရင်၄ခုရှိနေတဲ့တောင်ခန်းဒေသတိုက်ပွဲက၉လဝ င်ကျင်းကြမြင့်လာပြီးဖြစ်ပါတယ်။ အမြောက်တပ်တွေရှိတဲ့တောင်ခမ်းဒေသကိုတော်လန်ပူပေါင်းတပ်တွေက2024ဇူလိုင်လကုန်ပိုင်းကလေးကဒိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပေါ့ကိုလာတိုင်းနေစဉ်ရက်ဆက်တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးအစောပိုင်းမှာတော့တောင်ခမ်းဒေသကအမတ၄၆နဲ့အမတ၂၆ချောင်းအမြောက်တပ်ရင်းနှစ်ခုကို2024ဩဂုတ်လ28ရက်မှာ TNL နဲ့ပူပေါင်းတပ်တွေကသိမ်းပိုင်နိုင်ခဲ့တယ်လို့ TNL ကထုတ်ပြန်ပါတယ်အဲဒီနောက်ကြံတပ်စခန်းနှစ်ခုကိုဆက်လက်ဒိုးစစ်ဆင်ခဲ့ပါတယ်နောင်ချုံမြို့တောင်ဘက်ဒေါထဝရီမြေကူတတအနောက်ဘက်မှာရှိတဲ့တောင်ခမ်းကျွရွာမှာအမြောက်စခန်းကိုကဲမူတာနာကျော မဆာခ9ရာနှစ်နဲ့သူရဲ့လောက်ကံအမြောက်တိုင်ရင်တုံးရင်ဖြစ်တဲ့အမတာ354အမတာ900ချောင်းအမတာ406တို့ရှိတာပါစစ်ကောင်စင်ကနောင်ချုံမြို့ကိုလေးချောင်းနှစ်ခုကနေစစ်ချောင်းထိုးနေပါတယ်တောင်ကန်းရဲဆောက်လမ်းပိုင်းကနေစစ်ချောင်းထိုးအင်အားပို့နေတယ်လို့နောင်ချိုးပြည်ဦးနယ်လမ်းပိုင်းကနေစစ်ကြောင်းထိုးနေတာပါ နောက်ထပ်တစ်ပုတ်အနေနဲ့တောင်သားမြို့နယ်မှာစစ်ကောင်စီတပ်နဲ့တော်လိုင်းတပ်များ၃နိုင်ကြော်ကြားတိုက်ပွဲဖြစ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီတပ်အထင်အပြီးပြန်ဆုတ်ခွာက KA တနက်နှစ်လက်နဲ့ခင်ရမြသိမ်းရမိတယ်လို့ PNL ကပြောပါတယ်။ မန္တလေးတိုင်းမြင်းချံခရိုင်တောင်တာမြို့နယ်အတွင်းကိုဝင်ရောက်လာတဲ့စစ်ကောင်စီတပ်နဲ့တော်လိုင်းပူပေါင်းတပ်များ၃နိုင်ကြာကြာတိုက်ပွဲဖြစ်ပွားပြီးတနက်နှစ်လက်သိန်းဆယ်ရရှိကြောင်းပြည်သူ့လူမျိုးရေးတပ်မတော် PNL ကအေဘီလ29ရက်မှာထုတ်ပြန်ပါတယ်။ AB 28ရက်ကအင်အားတင်ရကြောင်းပါစစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်တွေကတိုက်ခိုက်ရာ၃နိုင်ကြာကြာတိုက်ပွဲတွင်စစ်ကောင်စီကလေကြောင်းမှပစ်ကူပေးခဲ့တယ်လို့ PNL ကဆိုပါတယ်။ အစောပိုင်းစစ်ကောင်စီတပ်စစ်ကြောင်းကငတိယောင်မြို့မှာတောင်တာမြို့နယ်အနောက်ခြမ်းကို AP 26ရက်မှာစတင်စစ်ကြောင်းထိုးခဲ့ပြီး AP 29ရက်မှာတတားရွာမှာတောင်ခမောက်ကျင်းရွာကိုစစ်ကြောင်းထိုးရမှာတော်လိုင်းတပ်ဖွဲ့များကကြားပြတ်တိုက်ခိုက်ခဲ့ရာစစ်ကြောင်းအထိနာရာကြောင့်လေကြောင်းပစ်ကူခေါ်ခဲ့ပြီးတောင်ခမောက်ကျင်းရွာကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ PNL ကထုတ်ပြန်ပါတယ်။ဒါအပြင် AP 28ရက်မှာတောင်ခမောက်ကျင်းရွာမှာထောက်ရှကျင်းရွာကိုစစ်ကြောင်းထိုးရမှာပြည်သူ့လူမျိုးရေးတပ်မတော် PNL နဲ့မဟာမိတ် တော်လိုင်းတပ်ဖွဲ့များမှကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်တိုက်ပွဲအတွင်းစစ်ကောင်စီတပ်အထင်နာပြီး AK အမျိုးအစားတပ်နဲ့နှလနဲ့ခင်ရန်စေတုံးဆောင်ပြင်စီများတိမ်ပိုင်ရရှိခဲ့တယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်နဲ့ပြည်သူစေပြူစော်တီအများပြားပါဝင်ပြီးအဆိုပါစစ်ကြောင်းကတိုက်ခိုက်ခံရပြီးရဲ့နောက်ငတလောင်မြို့နယ်အတွင်းဆုတ်ခွာသွားတယ်လို့ PNL ရဲ့ထုတ်ပြန်ကြေညာဖော်ပြပါတယ် MS 135တပ်ဖွဲ့အနောက်မြောက်စစ်ဒေသအပါအဝင်တောင်းရင်သွေးဘူမခပြောက်ကြားညာဦးခရိုင်ပါကပါမြင်းချန်ရှင်တော့ ညာဦးရှင်က21 Bagan Scorpion တောင်တာပတ်ခါမှာပုတ်ပါ PG ရဲ့နာပါတ800လေးတိုင်ရင်တို့မှာပူပေါင်းတောက်ခက်ခဲတာဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။အာ